အရွယ်နင်းမလိုက်အောင်ဝေဖန်ခံနေရတဲ့ပြည်သူတော်ကိုခုလိုကာကွယ်ပြောဆိုပေးလိုက်တဲ့သမီးစုပရိသတ်ကြီးငရင်ပေးတဲ့ပြည်သူများကိုမင်းသားကြီးပြည်တည်ဦးနဲ့မင်းသမီးကြီးအိန်းနာကျော်စင်းတို့ဟာလွန်ခဲ့တဲ့ရက်တွေကသူတို့သမီးလေးပြည်သူတော်လေးနဲ့အတူတောရလူတန်းခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့သမီးကြီးလေးပြည်သူတော်ကိုပရိသတ်တွေနဲ့တရေတဏီပွဲထုတ်ဆောင်ပေးကြတာပါပြည်သူတော်လေးကိုပရိသတ်တွေကမေတူသမီးလေးလို့ပြောသူတွေကပြောမေလောက်တော်မှမချော်ဘူးလို့ပြောကြသူတွေလည်းရှိပါသေး။ပွဲတိုင်းကြော်မမကြီးပွဲတကာလေးရှန်တွေးနေတဲ့သမီးဆိုကလည်းဒီတစ်ခါမှတော့ပြည်သူတော်ဘက်ကနေပြီးတော့ကပြောပေးပြီးမေတူသမီးမေနဲ့မတူလို့ဘသူနဲ့တူစေချင်တာလဲလို့တင်ပြလိုက်တာဖြစ်ပါသေး။သမီးဆိုကတော့အများနဲ့မတူ ပေါ်ပင်လုတ်တက်တဲ့သူတွေကိုတဲဖြုတ်တဲ့ဆရာမကြီးပါ။သူကမျက်စိစပင်ဝေးဆူးသူတွေကိုဆိုရှယ်ကနေတက်ရှင်းပြီးတော့စကလုံးချမ်းနေနဲ့လည်းဖြည့်ရှင်းတတ်သူဖြစ်ပါရည်။သူဖန်နေလေအများကြီးရှိပြီးတော့သူ့ကိုထောက်ခံကြတဲ့သူတွေလည်းအများကြီးပါနော်။မဟုတ်တာလုပ်ထားတဲ့သူတွေဆိုရင်ဘလောက်နမေကြီးဝဖြစ်နေပါစေ။မြတမီဆိုးကိုကြောက်ကြပါရည်။တမီဆိုးနဲ့ဇိုနီလာထီတို့ရဲ့ပွဲမှာလည်းတမီဆိုးကအနိုင်ရခဲ့တာမြင်မြင်ပါပဲနော်။ နောက်ထပ်သူမကလည်းနုပညာပန်းပြပြီးတော့လှုပ်ရှားနေတဲ့သူတွေကိုတဲဖြည့်ရှင်းလိုက်ပြီးသူတို့ရဲ့နောက်ကျောင်းကိုလည်းဖော်ထုတ်ပေးတာဖြစ်ပါသည်။တော်ရုံနုပညာရှင်တွေကလည်းတမီဆိုးနဲ့ဝေဖန်မှုကိုပြန်လည်ဖြည့်ရှင်းမှုမလုပ်ဘဲနဲ့ခြေချေချင်းခြေတက်တဲ့သူမျိုးတွေသာပြန်ဖြည့်ရှင်းပြီးလိုင်းလွင်ကခြေကြတာဖြစ်ပါသည်။အပြန်အလှန်လိုက်တည်လွင်ကြပြီးတော့ငယ်ချိုးငယ်နာတွေအားလုံးဖော်ထုတ်ကြတာလည်းဖြစ်ပါသည်။ တို့ရဲ့ပွဲမှာမကြောက်ဝင်မနာသားတွေလည်းရှိသလိုတစ်ဖက်ရဲ့တစ်ဖက်ရဲတွေပုံတွေဟာရေစရာလေးကောင်းပါရဲ့နော်။တမီးစွာပြည်တီဦးနဲ့ဦးဝဲတို့ကဲတမီးလေးကိုတချို့ကဝေဖန်နေတဲ့ပုံမှာအဖြစ်မရှိဘဲနဲ့ပြောနေတယ်။သူများသားသမီးကိုဘလို့ပဲကြည်ပါစေပြည်သူဒါလေးကအခုမှအသက်၁၄ကျော်လေးပဲရှိသေးတာ။အသက်ငယ်ငယ်လေးနဲ့နေတက်ထိုင်တက်တယ်လို့ပြောဆိုလိုက်ပါရင်ပြည်သူလေးဟာလူအများကြီးနဲ့အခုမှဆက်ဆံရတော့လူကြောက်တာကတဘာဝပါပဲ။ တို့ငယ်တုန်းကဆိုရင်တော့စကြောတက်ရွယ်မှာအိမ်တွေကအိမ်ပြတောင်မှမထွက်ပဲတစ်ချိန်လုံးနေနေရတာလို့ကိုချင်းစာပြီးတော့ပြောပြထားတာပါ။သမီးဆိုကလေအေတီကိုနဲ့လေပွဲဖြစ်အခြားသောနုပညာရှင်နဲ့လေပွဲဖြစ်ထားပါရင်လက်ရှိမှာကိုမအမေသမီးခန်နီဝေရဲ့အလူပြုတ်မှုကိုငလင်ဘေးတင်ပြည်သူများကိုလူဒန်းထားတာဟာအလူမဖြစ်မြဘူးလိန်ထားတာမှပတ်စံနေများကြီးလို့လေဝေဖန်နေတာဖြစ်ပါရင်သမီးဆိုနဲ့တော့တော်ရုံနုပညာရှင်ဆေးလီသွားမှဖြစ်ပြီး သူမရဲ့စိတ်ထားလေးကတော့တခါတလေအမှန်တွေပြောတတ်ပေမဲ့စိတ်ထားကောင်းသူဖြစ်ပါရင်ပြည်တည်ဦးတို့ကလည်းအနုပညာလို့တွေနားထားပေမဲ့ကျညာလေးတွေနဲ့ပွဲတက်လေးတွေမှာရှားတဲ့ငွေလေးတွေကိုစကိုင်းနဲ့မန်လေးကဆေးရုံတွေကိုတောရပြီးရောလူတက်ပေးခဲ့ကြတာပါပြည်သူတွေရဲ့ပုံမိကိုမကြည့်ရဘဲမိသားစုခေါ်ပြီးရောလူတန်းခဲ့တာပါနေတိုင်းမကောင်းတဲ့ပြည်သူတွေကိုအားပေးအားမြပြုခဲ့ပြီးစိတ်ထက်မကြဖို့အားပေးခဲ့ကြတာပါတနိုင်တဲ့အနုပညာကျလေးနဲ့ အချင်းကထီတန်းရက်တည်ခဲ့ကြတဲ့သူတို့နှစ်ဦးဟာအခုဆိုရင်တော့ဘဝကိုအေးအေးကျကျနေထိုင်ပြီးအမှုပညာလှူရှားမှုတွေကိုလည်းပြန်လည်ပြုလုပ်သွားမယ်လို့သတင်းတွေထွက်ပေါ်လာပါပြီ။ပြည်သူတွေရဲ့အပူမီးဟာသူတို့ရဲ့အပူမီးဖြစ်တာကြောင့် Pride အဖွဲ့အစည်းတွေနဲ့ PTU Foundation ကရတဲ့လူငွေတွေအားလုံးကိုလည်းလှူဒါန်းပေးခဲ့တာလို့ဆိုပါရီ။ ဒီတော့ပြည်သက်ချင်းငလင်ပေးတဲ့ပြည်သူတွေစီကိုလာရောက်လူပြုနေတဲ့ပြည်တည်ဥတော်မိသားစုကိုတာလို့ခေါ်လိုက်ပါနော်။သူတို့သမီးလေးပြည်သူအပေါ်မှာဝေဖန်နေတဲ့သူတွေကိုသမီးစုကဝယ်ပေးဖို့ကချစ်စရာကောင်းပါရင်အလုံးရဲ့မချက်လေးတဲ့သူနှစ်သိခါသမီးမှာကိုယ်စိတ်နှလုံးရှင်လန်းကြပါစေရှင်။